အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျွမ်းဝမ်ချန်နယ်နေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ချက်ပဲဤတုတ်လုံနီလေးကိုပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့လင်မယားနှစ်ယောက်စလုံးချက်ပဲဤတုတ်ကိုအရင်ကြိုက်ပါတယ်အိနာကချက်သားတုတ်ဆိုင်ရဝယ်ဆားရတာမဝရတဲ့အတွက်ကိုယ်တိုင်လုံစားပြစ်တာနဲ့လုံနီလေးကိုပါတပါးလေးမျှဝေပေးလိုက်ပါတယ်ကြိုက်တယ်ဆိုရင်တူတူလိုက်လို့စားကြည့်ကြအောင်ခင်ဗျာ ကျက်ပဲတို့လုတ်တဲ့အခါမှာကျက်အသားအပြင်အရိုးတို့ကလီစာတို့ပါပါမှစားလို့ကောင်းတော့မလို့ကျက်တောင်ပဲကျက်ချီတော့ဒီကျက်အသေးမြစ်တွေကိုပါထည့်ပါမယ်။ပထမဆုံးကျက်ကိုရေတိချာလေးဆေးပါမယ်။ပြီးရင်တော့စားကျန်းနဲ့တိချာလေးနေပြီးဆေးပါမယ်။စားကျန်းနဲ့နေတဲ့အဓိကရည်ရွယ်ချက်ကတော့ကျက်ရဲ့ညှိတဲ့အနံ့ပြောင်းအောင်ဖြစ်ပါတယ်။ စားနေနေပြီးသွားပြီဆိုရင်တော့ရေနဲ့တခြားလေးပြင်ဆီးပါမယ်။ရေကြည်သွားတဲ့အထိနှစ်ရေသုံးရေလောက်ဆီးပေးပါမယ်။ကျဲအသေးမြစ်ကိုလည်းရေကြည်ပြီးတော့တန့်သွားတဲ့အထိနှစ်ရေလောက်ဆေးလိုက်ပါမယ်။ပြီးတော့ရင်တော့အရာသာနေပါမယ်။ ရတာနေဖို့အတွက်ကဟင်းခမုတ်တစုံစားတစုံထည့်ပါမယ်။ရောင်အတွက်ကစနွေးမုတ်တစုံထည့်ပါမယ်။ငယ်ပြားရို့ထမင်းစားစုံနှစ်စုံစာလောက်ထည့်ပြီးရင်တော့အကုန်လုံးတမအောင်နေပါမယ်။တေချာလေးတမအောင်နေပြီးသွားရင်တော့အရသာဝင်အောင်လို့နာယူဝက်လောက်နှက်ထားပေးပါမယ်။ခုလိုမျိုးအရသာနှက်တဲ့အခါမှာအသားနဲ့အသေးမြစ်တွေကိုရောပြီးတော့မနေပါဘူး။အသားတက်တက်အသေးမြစ်တက်တက်အရသာနှက်မှာဖြစ်ပါတယ်။အဲ့လိုပဲပြုတ်တဲ့အခါမှာလည်းအသားနဲ့အသေးမြစ်ကိုတက်တက်စီခွဲပြုတ်မှာဖြစ်ပါတယ်။ ကိုအသေးမြစ်ကိုအရသာနှက်ပါမယ်။အသေးမြစ်ကိုလည်းစားဆနွေးငံပြားကြီးထည့်ပြီးတော့တေချာတမအောင်နေပြီးအရသာနှာယူဝက်လောက်နှက်ထားပါမယ်။ရသာနှက်ထားတော့မှပဲပဲကြီးကြိုးပါမယ်။မှုေးပဲစိမ့်မုံကိုအထုတ်ရဲ့၃ပုံ၃ပုံထည့်ပါမယ်။စားတစုံထည့်ပါမယ်။ပဲကြီးဝါဝါလေးရအောင်လို့ဆနွေးတစုံထည့်ပါမယ်။ပြီးရင်တော့ကုန်တမအောင်မှုေးလိုက်ပြီးရေတလီတာထည့်ပါမယ်။ ရေထည့်ပြီးသွားရင်တော့ပဲမှုံလေးရေထဲမှာပျော်သွားအောင်လို့ဒီချာလေးဖြော်ပေးပါမယ်။ခုလိုမျိုးပဲမှုံခင်းနေရလေးတွေကရေထဲမှာဒီချာလေးပျော်သွားပြီဆိုရင်တော့မီးအေးအေးနဲ့အနှံ့ပြောက်တဲ့အထိကြိုးပေးရပါမယ်။ကြိုးတဲ့အခါမှာပဲအနှစ်တွေအိုးမကန့်အောင်လို့စပြီးတော့စူပြီးဆိုတဲ့ဟာဇက်တိုက်မှွေပေးဖို့လိုပါတယ်။ကြိုးနေနဲ့ပဲရေကတဖြည်းဖြည်းပြစ်လာမှာဖြစ်ပါတယ်။ 10မိနစ်လောက်ကြိုပြီးသွားလို့ပဲစိမ့်နဲ့လေးပျောက်သွားပြီပဲလေးပြစ်လာပြီဆိုရင်တော့တစ်ချက်နှစ်ချက်လောက်မှွေပေးပြီးမိပိတ်လိုက်ပါမယ်အခုကြက်သားနှက်ထားတာ나이ဝက်လောက်ရှိပြီဖြစ်တဲ့အတွက်ကြက်သားပြုတ်ပါမယ်ကြက်သားကိုပြုတ်မဲ့အိုးတွေကိုထည့်ပြီးတော့ကြက်သားနှက်ထားတဲ့အရည်ဒီပါထည့်လိုက်ပါမယ်။ရေကိုကြက်သားမြုပ်တဲ့အထိထည့်ပြီးတော့မီးအနေတော်နဲ့နိုင်ဝက်ခန့်ပြုတ်ပါမယ်။ ပြုတ်နေနေရေစုတဲ့အခါမှာအပေါ်တက်လာတဲ့အမြုပ်နဲ့အညေကြီးတွေကိုခတ်ပြီးတော့ဖယ်ထုတ်ပြပါမယ်။မြုပ်တွေခတ်ထုတ်ပြီးသွားပြီဆိုရင်တော့အိုးမကက်အောင်လို့နင်းငင်မှွေပေးပါမယ်။ပြီးရင်တော့အကြက်ညီအောင်လို့တစ်ဖက်ကိုလှန်ပြီးတော့ကြက်သားနူးတဲ့အထိဆက်ပြုတ်ထားပါမယ်။ပြုတ်တာနိုင်ဝဲလောက်ချီသွားပြီဆိုရင်တော့ကြက်သားနူးမနူးကိုဇွန်းထိတ်လေးနဲ့ဖဲ့ပြီးတော့ဆန်းကြည့်ပါမယ်။ အလွဲတကူဖဲ့လို့ရပြီဆိုရင်တော့ဂျက်သားနူးပါပြီ။အိုးတွေကဆဲပြီးတော့အအေးခံထားပါမယ်။ကြက်သားတွေဆဲပြီးသွားပြီဆိုရင်တော့အိုးထဲမှာကျန်တဲ့ပြုတ်ရည်တွေမှာကြက်အသေးမြစ်ကိုထည့်ပြီးတော့ပြုတ်ပါမယ်။အသားနဲ့အသေးမြစ်ကြက်နှုံးမတူတဲ့အတွက်အသားပြုတ်ပြီးမှအသေးမြစ်ကိုတက်တက်ပြုတ်ပါလေ ရောမပြုတ်တာတော့ကြက်သားပြုတ်ရင်လည်းမှွေတဲ့အခါမှာအသေးမြစ်တွေကြီးကုန်မှဆိုးတဲ့အတွက်ဖြစ်ပါတယ်။မီးကုန်မှဆိုရင်တော့စပြုတ်ထဲကရောပြုတ်ပြီးတော့အသေးကိုကြိုဆယ်ထားလို့ရပါတယ်။အသေးမြစ်ပြုတ်တာတော့ခံမဲ်15မိနစ်လောက်ပြုတ်ရင်ရပါပြီ။15မိနစ်လောက်ပြုတ်ပြီးသွားရင်တော့မီးပိတ်ပြီးတော့ဆယ်ထားပါမယ်။အခုကြက်သားပြုတ်တာပြီးပြီမို့လို့ပဲဟင်းရီဆက်တေးပါမယ် ပထမပဲရီကျူထားတာကိုမီးဘောပြင်တင်ပြီးတော့ကြက်ပြုတ်ရီကိုပဲရီအိုရဲကိုလောင်းထည့်လိုက်ပါမယ်။ပဲရီကြဲကြဲလေးကြိုက်တယ်ဆိုရင်တော့ကိုယ်စိတ်ကြိုက်အပြည့်အကျဲအနေထားပေါ်မူပြီးတော့ရီနွေးထက်ရောလို့ရပါတယ်။ပြီးရင်တော့တမအောင်မှွေလိုက်ပြီးတော့ပဲရီဆူတဲ့အထိတည်ပါမယ်။ပဲရီဆူလာပြီဆိုရင်တော့မှွေလိုက်ပြီးတော့အရသာမီးပါမယ်။လို့တဲ့အရသာပြင်ပြီးလို့အရသာအဆင်ပြေပြီဆိုလို့ရှိရင်တော့စားတဲ့အခါမှာပူပူလေးဖြစ်နေအောင်လို့မီးအေးအေးနဲ့ဆက်ပြီးတော့တေးထားပါမယ်။တကယ်လို့စားဖို့ဝေးသေးတယ်ဆိုရင်မတေးဘဲနဲ့ ီးပိတ်ပြီးတော့တောက်ခံကြီးမှပြန်လွှဲလိုက်ရပါတယ်ခင်ဗျာအခုအတုပ်အတွက်လိုတာပြင်ဆင်ပါမယ်ကော်ဘီကိုပပလှီးပြီးတော့စားရီခဏစိမ့်ထားပါမယ်7မိနစ်လောက်စားရီစိမ့်ပြီးသွားရင်တော့ရေစေးပြီးတော့ရေပြန်စစ်ထားပါမယ်။ပြီးရင်တော့အတုပ်တုပ်ဖို့ပြင်ထားတဲ့ဘန်းလေးကိုထည့်ထားပါမယ်။ ကြက်သွန်တွေကိုလည်းတချမ်းချမ်းဥတိုင်းထုတ်ရေးဆေးပြီးတော့ပါပါလေးလှီးထားပါမယ်။ချောက်ရွက်ကိုရည်တခြားဆေးပြီးတော့ပပလေးတွေညှက်ထားပါမယ်။မြေုပ်သီးစိမ်းကိုလည်းရည်ဆေးလိုက်ပြီးတော့ပပလှီထားပါမယ်။ ုတ်တုတ်တဲ့အခါမှာညှစ်ထည့်ဖို့အတွက်တံမြာသီးနားမွေတံမြိုသီးကိုရေးစေးပြီးတော့စိတ်ထားပါမယ်။အခုကြက်သားတုတ်တုတ်ဖို့အတွက်လိုအပ်တာတွေအကုန်လုံးအဆင်သင့်ဖြစ်ပါပြီ။တုတ်တုတ်ဖို့အတွက်ကြက်သားကိုတုံးလေးတွေလှီးပါမယ်။အရင်ကတော့ကြက်သားကိုနှွှင်ပြီးတော့တုတ်ပေးမယ်။တကယ်ကအတုံးသေးသေးလေးတွေဖြစ်အောင်ခုတ်ပြီးတော့တုတ်တာပို့ပြီးတော့စားလို့ကောင်းပါတယ်ခင်ဗျာ။အယိုးအနေနဲ့ကကြက်ခြေတော့ကြက်တောင်ပံကိုထည့်ပါမယ်။ကြက်ခြေတော့ကိုခုတ်ပါမယ်။ကြက်တောင်ပံကိုခုတ်လိုက်ပါမယ်။ အသေးနဲ့အမြစ်ကို စားကျင်သလောက်အတုံးလေးစီးပြီးတော့ထည့်ပါမယ်ကြက်သားတုံးမှာကြက်အရေကွန်လေးတွေကလည်းစားလို့ကောင်းတော့မလို့ပြီးပြီးတော့ထည့်ပါမယ်။အသားကိုလည်းကိုစားချင်တဲ့အရွယ်အတုံးသေးသေးလေးတွေပြီးထားပါမယ်။ အားလုံးနှီးပြီးသွားပြီဆိုရင်တော့ကြက်သားတို့တုံးမယ်ပကံလေးကိုထည့်လိုက်ပါမယ်ပြီးရင်ကော်ပီထည့်ပါမယ်ကြက်သွန်နီးလှီးထားတာထည့်ပါမယ်ငရုတ်သီးစိမ်းထည့်ပါမယ်ကြက်သားမုံတဆွန်းထည့်ပါမယ်တံမရာကြီးညှစ်ထည့်ပါမယ်ဒီနေရာမှာမကြီးကြီးထည့်တော့ကြိုက်တယ်ဆိုရင်မကြီးကြီးထည့်လို့လည်းရပါတယ်။ဆက်ကြိုက်တယ်ဆိုလို့ရှိရင်ငရုတ်သီးမုတ်ထည့်လို့ရပါတယ်။ ။ငံပြာယူတော့နင်းငေထည့်ပါမယ်။ရတာလိုမှထက်ထည့်ပါမယ်။စာပလာတွေအကုန်ထည့်ပြီးသွားရင်တော့ဘဲရီဆန်းလိုက်ပါမယ်။ပေးရီတို့ကိုစိတ်ကြိုက်နေတာထည့်ပြီးသွားပြီဆိုရင်တော့ဇွန်းနဲ့မှုလိုက်ပြီဆိုရင်ကြက်ပေးရီတို့ကိုရပြီပဲဖြစ်ပါတယ်။နေချာလေးတမောက်နေပြီးသွားရင်တော့ရတာအပေါငံကြီးပြီးတော့လိုတဲ့အရာတာပြင်ပြီးရှောက်ရလေးဖြူပြီးတော့စားလို့ရပါပြီခင်ဗျာ။ဒီကြက်ပေးရီတို့ဟင်းလေးက စီတက်ချက်တဲ့အခြားစီပြန်ဟင်းနေလို့မဟုတ်ဘဲနဲ့အရေတောက်အပြုတ်သဘောပုံစံတာမို့လို့စီလုံးဝမပါတဲ့ဟင်းတစ်ခွက်လည်းဖြစ်ပါတယ်စီရှောင်းလို့သူကျဲမကြီးလိုက်စားသူတွေအနေနဲ့ကတော့ကြက်အရေကုန်ဖယ်ပြီးတော့ကြက်နာကိုဒီနည်းတိုင်းလှုပ်ရှားမယ်ဆိုရင်ကြက်သားနဲ့ပေးရရတဲ့ပရိုတိန်းဓာတ်ဂေါ်ဘီရရတဲ့ဖိုက်ဘာဓာတ်တို့ကြောင့်ဟင်းတပွဲတွေနဲ့အာဟာရတက်အစုံပါတဲ့ဟင်းလေးလည်းဖြစ်ပါတယ်ခင်ဗျာဒါအပြင် ကြက်ပေးအတုပ်လေးကရိုးရှင်းပြီးတော့လောက်ရလေလွှဲတာမို့လို့ ဘူးဆိုရင်အိမ်မှာလွဲ့လွဲ့ကူကူလိုက်လုံစားနိုင်ပြီလို့ထင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးရတာရှိတဲ့ဟင်းချက်ဒီမုတ်လုံဒီတွေကိုအပတ်စဉ်တနင်္လာပုံတော်ဦးနဲ့စနေညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာမလို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောက်လေးကိုနှိပ်ထားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye